Hello everyone, welcome back. ဒီနေ့ကတော့ကျွန်တော်တို့ unit 89ခေါင်းစဉ်ကတော့ not as dot 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 as ကိုလေ့လာမှာဖြစ်ပါတယ်။အဲ့တော့ not as dot 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 as ကဘာကိုပြောချင်တာလဲဆိုတော့ as as ဆိုတာကတော့အဲ့လောက်ပေါ့နော်အဲ့ကဲတူဆိုတဲ့ပုံစံမျိုးအတိတ်ပဲပေါက်ပါတယ်။အဲ့တော့တစ်ချက်ကြည့်လိုက်မယ်ဆိုရင် not as as ကတော့ i am 93 i am 96 so ကျွန်တော်ကျမကတော့93ကျွန်တော်ကတော့96လို့ပြောတယ ဒီမှာဆိုရင် she is old သူမကအသက်ကြီးတယ် but ဒါပေမဲ့ she is not သူမမဖြစ်ပါဘူးတဲ့ as old as he is သူလောက်တော့သူလောက်တော့မကြီးဘူးအဲ့ဒါမျိုးပြောချင်တယ်သူကဲတော့သူလောက်ဆိုတဲ့ပုံစံမျိုးအတိတ်ပဲပေါ့ပါတယ်နော်ဆိုရတော့ a နဲ့ b မှာဆိုလို့ဒီဘက်မှာ box a နဲ့ box b မှာဆိုလို့ရှိရင်လည်း b ကတော့ကြီးနေတယ်။ a ကတော့တက်တည်နေနေတင်းနေပါတော့ ဒါဆိုလို့ရှိရင် box A က B လောက်မကြည့်ဘူးဆိုတဲ့ဟာမျိုးပြောမှာပေါ့နော်အဲ့တော့ SS ရဲ့လင်မှာဒိတ်ထားပါကျွန်တော်တို့ degree 1ပဲလိုက်ပါတယ် degree 1ဆိုတော့ yoyo adjective ကိုပြောတာပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်တို့ degree 1အောင်ဒိတ်ထားပြီးတွေ့မိမှာပေါ့အဲ့ဒါဆိုလို့ရှိရင် box A ကတော့ box B လောက်နေပါမကြည့်ဘူးဆိုရင် box A isn't box B a uh, box A isn't as big as box B box A ကတော့ as အ isn မဖြစ်ပါဘူး s biggest သူ့လောက်ကြီးတယ်ပေါ့နော် box b ဆိုတော့သူ့လောက် not not ပါတော့သူ့လောက်မကြီးဘူးဖြစ်သွားမယ် okay အဲ့တော့အောက်ကစာကြောင်းလေးကြည့်ကြည့်အောင် rome ရောမမျိုးကတော့ is not မဖြစ်ပါဘူး s old as and oh how now ပေါ့နော်ကဲတော့ oh how နေဆိုတော့ကဲတော့မ oh how ပါဘူးဆိုတော့ athens athens ကဲတော့မ oh how ဘူးနောက်တစ်ကြောင်းမှာဆိုရင်နော် the grand hotel ကတော့ isn't as expensive as the, U, the Europa. U, the Europa Hotel Tech Grand Hotel ga simaji ba bu. Lor jama so you know, I don't play tennis as often as you. Chano ga tennis ko ma cha khana ma ka sa bu. Lor jama so lo you know, the weather is better than it was yesterday. the weather ရာသီဥတုကတော့ is better than ဆိုတော့ပို့ပြီးတော့ကောင်းတယ် it was yesterday ဆိုတော့မနေ့ကထပ်ပို့ပြီးတော့ကောင်းတယ် it isn't as cold အဲ့ဒါကတော့ပို့ပြီးတော့အဲ့လောက်မအေးပါဘူးဆိုတော့ဘာလောက်မအေးရလဲဆိုတော့မနေ့ကထပ်လို့ပြောမှာပေါ့နော်အဲ့ဒါကအဲ့လောက်မအေးဘူးလို့ပြောတာပေါ့နော်ဆိုတော့နောက်မှကျွန်တော်ထပ်ရေးမယ်ဆိုလို့ရှိရင်နော် as yesterday ပေါ့နော်ဒါမှမဟုတ်ရှင် as it was yesterday ဆိုပြီးတော့ရေးလို့ရပါတယ် โอเคအဲ့တော့ B မှာကြည့်ကြည့်အောင် not as much as သူ့လောက်မများဘူးဒါမှမဟုတ်ရှင် not as many as သူ့လောက်မများဘူးအဲ့တော့ much နဲ့ many နဲ့ကိုကျွန်တော်တို့ဗမာသုံးမလဲဆိုလို့ရှင် countable and countable တွေပေါ့နော် countable ဆိုလို့ရှင်တော့ many နဲ့သုံးပြီးတော့ uncountable ဆိုရင် much နဲ့သုံးမယ်ဒါတော့အရှေ့အခန်းဒီမှာကျွန်တော်တို့တင်ထားပြီးသားဖြစ်တယ်တို့လေ့လာပြီးသားဖြစ်တယ်ဆိုတော့အကြီးမကြည့်ရသေးလို့ရှင်တော့တစ်ချက်ပြန်ပြီးတော့ကြည့်ကြည့်လိုက်ပါဦး ဒီမှာဆိုလို့ရှိရင် I don't have ကျွန်တော်မရှိဘူး as much money as you ကျွန်တော်မရှိဘူးတင်းလောက်ပတ်စံမရှိဘူးလို့ပြောတော့နော် money က accountable ဖြစ်တဲ့အတွက် much နဲ့သုံးပါတယ်နောက်တစ်ကြောင်းမှဆိုရင်နော် I don't know ကျွန်တော်မသိဘူး as many people as you တင်းလောက်လူအများကြီးနဲ့မသိဘူးဒီမှာ people ကလည်း countable ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က money နဲ့သုံးပါတယ်နောက်တစ်ကြောင်းမှဆိုရင်နော် I don't go out ကျွန်တော်အပြင်မသွားဘူး as much as you တင်းလောက်အပြင်ကျွန်တော်အပြင်မသွားပါဘူးဆိုတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းအပြင်သွားတဲ့အရာကကြတော့ကျွန်တော်တို့ uncountable ပေါ့နော်ဒီအရာဟိုပျောက်နေတဲ့အရာပေါ့ပြောရမယ့်ဆိုလို့ရှိရင် intangible လေထိတွေ့လို့မရတဲ့အရာဆိုတော့ကျွန်တော်တို့ uncountable နဲ့သုံးပြီးတော့ much နဲ့သုံးပါတယ်အဲ့တော့ number C မှာကြည့်မယ်ဆိုရင်နော် compare not as as than and then ပေါ့နော် ဒီ not ss နဲ့ than နဲ့ကိုနှိုင်းရှင်းကြည့်မယ်အဲ့တော့ဒီမှာကြည့်ကြည့်အောင် rom rom ကတော့ is not မဖြစ်ပါဘူးတဲ့ s o s ဟိုဟောင်းတော့ ethan ethan လောက်မဟိုဟောင်းပါဘူးတဲ့နောက်ကြောင်းမှာရေးထားတာကတော့ ethan is ethan ကတော့ဖြစ်ပါတယ် older than rom rom ထပ်ပို့ပြီးတော့ဟိုဟောင်းပါရှေးကြပါတယ်ဆိုအဲ့တော့ ်စာကြောင်းကတော့နှစ်ကြောင်းခွဲရည်တယ်ဒါပေမဲ့အတိတ်ပဲကတော့အတူတူပဲဖြစ်မှာပေါ့နော်ရောမကတော့အေသင်လောက်မအိုဘူးမရှေ့မကြဘူးအေသင်ကတော့ရောမထက်ပိုပြီးတော့ရှေ့ကြတယ်မြန်မာလိုပြောမယ်ဆိုရင်ဒါလုံးဝတိုက်ဟိတ်ပဲပေါ့နော် Okay နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်တော့ Tennis isn't as popular as football Tennis ကတော့ isn't မဖြစ်ပါဘူး as popular as ဆိုတော့နာမည်ကြီးတယ်ပေါ့နော်ကဲတော့နာမည်ကြီးတယ်ဖုတ်ဘောဖုတ်ဘောကဲတော့နာမည်မကြီးပါဘူးတဲ့အဲ့တော့နောက် တကူပြောင်းပြီးရေးနိုင်တာကတော့ football is football ကတော့ဖြစ်ပါတယ် more popular than tennis tennis တက်ပိုပြီးတော့မှနမည်ကြီးပါတယ်လူကြိုက်များပါတယ် so နောက်တစ်ကြောင်းမှဆိုရင်တော့ i don't go out ကျွန်တော်အပြင်သွားလည်းမရှိဘူး as much as you တင်းလောက်အပြင်မသွားဘူးနောက်တစ်ကြောင်းမှတော့ you go out တင်းကအပြင်သွားတယ် more than me ကျွန်တော်ထပ်ပိုပြီးတော့အပြင်သွားတယ် so ဒီမှာဆိုရင်တော့ we usually say ကျွန်တော်တို့ပြောကြပါတယ် as me as him as her ဆိုပြီးတော့ဒီအနောက်ကနေရာလေးတွေကို ပြောတာပါနော်အဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့က comparative အနေအားမျိုးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနောက်က object လိုက်ကြပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ object အနေနဲ့ me နဲ့ him နဲ့ her တွေကို သုံးပါတယ်အဲ့တော့ဒီမှာကြည့်ရအောင် she's not သူမကမဖြစ်ပါဘူးတဲ့ as old as him သူ့လောက်မဟိုဟောင်းမအသက်မကြီးပါဘူးတဲ့ဒါမှမဟုတ်ရှင်ကျွန်တော်တို့ရှေ့ရအခမ်းအနားလိုမျိုးပဲ she is not at she is not as old as he is သူကဲ့သို့အသက်မကြီးပါဘူးเนาะကြိုက်တဲ့တမျိုးရွေးပြီးရေးလို့ရပါတယ်နောက်တစ်ကြောင်မှဆိုရင်เนาะ you don't walk as her as me တင်ကကျွန်တော်လောက်အလုံးမကြိုးစားဘူး ါမှမဟုတ်ရှင်ကျွန်တော်တို့ထည့်ရေးလို့ရတာအဲ့တော့ you don't walk as her as i do ကျွန်တော်စူးစမ်းတလောက်တင်ကျွန်တော်စူးစမ်းတလောက်တင်ကအလုံးမစူးစမ်းပါဘူး okay ဒီမှာဆိုလို့ရှင် e မှာဆိုလို့ရှင်เนาะ we say ကျွန်တော်တို့ပြောပါတယ် the same as အတူတူပဲဖြစ်ပါတယ်လို့ပြောပါတယ် the same as ကတော့အတူတူပဲဖြစ်ပါတယ်ဘောနော်နဲ့နဲ့အတူတူပဲလို့ပြောချင်တာဒီပဲကတော့ကြည့်မယ်ဆိုရင်เนาะ the weather today ဒီနေ့ရာသီဥတုကတော့ is ဖြစ်ပါတယ် the same as yesterday မနေ့ကနဲ့အတူတူပဲဖြစ်ပါတယ်နောက်တစ်ကြောင်းမှဆိုရင်တော့ my hair is ကျွန်တော်ရဲ့စပင်ကတော့ the same color as yours အယောင်တူတူပဲဖြစ်ပါတယ် as your တင့်ရဲ့ဟာတွေနဲ့အစိမ်းအယောင်တူတူပဲဖြစ်ပါတယ်နောက်တစ်ကြောင်းမှဆိုရင်တော့ i arrived at the same time as tom ကျွန်တော်ရောက်ရောက်ခဲ့တယ် at the same time အချိန်တူတူပဲရောက်ခဲ့တယ် as tom tom နဲ့အချိန်တူတူပဲကျွန်တော်ရောက်ခဲ့တယ် โอเคအဲ့တော့ explanation လေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ exercise လေးတစ်ချက်ကြည့်အောင်89 point မှာဆိုရင် look at the pictures ပုံတွေကိုကြည့်ပြီးတော့ and write sentences about a b and c a ဒါမှမဟုတ် b c ဒီအကြောင်းကိုရေးပေးပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ၃ခုတွေရှိမှာပေါ့နော်အဲ့ဆိုရင်နံပါတ် a ကိုတစ်ချက်ကြည့်ကြည့်အောင် a is bigger than c a ကတော့ bigger than c A ရ B ထက်တော့ပိုပြီးတော့ကြီးရဲ့ဒါပေမဲ့ A ရ C ထက်တော့ပိုပြီးတော့ကြီးရဲ့ဒါပေမဲ့ B လောက်မကြီးဘူးလို့ရေးမှာပေါ့နော် but not as big as B okay နံပါတ်2မှာဆိုလို့ရှိရင်လေကျွန်တော်တို့၃ခုရှိရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တစ်ချက်ကြည့်ကြည့်အောင်နံပါတ်2မှာ A တဲ့ A နဲ့စာထားတယ်ဆိုတော့ B ထက်ပိုပြီးတော့ဒီမှာ B လို့ရေးထားတယ်ဆိုတော့ A is B ထက်ပိုပြီးတော့ဘာဖြစ်မှာလဲဆိုတော့ရှေးမှာပေါ့နော် A is longer than B B B ထက်ပိုပြီးတော့ရှည်ပါတယ်ဒါပေမဲ့ C လောက်တော့မရှည်ဘူးဆိုတော့ but not as long as C Okay အဲ့တော့ကျန်တာလေးတွေဆက်ပြီးတော့ဖြည့်ကြည့်ပါအောင်89.2မှာဆိုလို့ရှိရင်တော့ right senses with s dot 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 s dot 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 အဲ့တော့ကဲတူလောက်ဆိုတဲ့ဟာမျိုး ਨੇ ရေးမှာပေါ့ Number 1 Athen is older than Rome အေသင်ကတော့ Rome ထက်ပိုပြီးတော့ older ရှိကြတယ် ဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြန်ရေးမလဲဆိုတော့ Rome က Athens လောက်ရှိမကြဘူး Rome isn't မဖြစ်ပါဘူး S O S အပို့ပြီးတော့ how နဲ့ Athens Athens လောက်ပို့ပြီးတော့အ Athens လောက်ရှိမကြဘူးနံပါတ်2မှာဆိုလို့ရှိရင်နော် My room is bigger than yours ကျွန်တော်ရဲ့အခန်းကတင့်ရဲ့ဟာထက်ပို့ပြီးတော့ကြီးတယ်ဆိုလို့ရှိရင် your room isn't တင့်ရဲ့အခန်းကတော့ ဘာဖြစ်မှာလဲဆိုတော့ကျွန်တော်ဟာလောက်မကြည့်ဘူးဆိုတော့ as big as mine ကျွန်တော်ဟာဆိုပြီးတော့တန်းထည့်တယ်ဒါမှမဟုတ်ရှင် as big as my room ဆိုပြီးတော့နှစ်ခုခွဲရေးလည်းရပါတယ်ကျွန်တော်လေးထပ်ပြီးတော့ဖြည့်ကြည့်ပါအောင်89.3ကိုကြည့်မယ်ဆိုလို့ရှင် right ရေးပြပါ as or then ကဲတို့လားဒါမှမဟုတ်ထပ်ပို့ရေးလားဆိုတော့ရေးပြပါတဲ့ဆိုတော့နံပါတ်1မှာ Athens is older than Rome. အေသင်ကတော့ Rome ထက်ပိုပြီးတော့ရှေးကြတယ်။နံပါတ်2 I don't watch TV. ကျွန်တော်က TV မကြည့်ဘူး. As much သိကြပါလေ။အဲ့တော့ as ပေါ့နော်။ You as much as you ဆိုတော့တင်းလောက် TV မကြည့်ဘူး။နံပါတ်3မှာဆိုရင်နော်။ You eat သင်ကစားရတယ် more ဆိုတဲ့ဟာကျွန်တော်တို့နောက်ကလိုက်တော့မှာပေါ့နော်။တခုခုနှိုင်းရှင်များဆိုတော့ more than me ကျွန်တော်ထပ်ပို့ပြီးတော့စားတယ်ဆိုတော့4နေပြီးတော့80ဖြစ်ကြည့်ပါဦးโอเค89.4မှာဆိုလို့ရှိရင်เนาะ complete the sentences about julia andy and laura julia andy နဲ့ laura တို့အကြောင်းကို ကျွန်တော်တို့စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပြပါ youth သုံးပေးပါ the same age the same street အတတူတူလမ်းတူတူပြီးတော့ the same မျိုးသုံးပေးရပါမယ်အဲ့တော့တစ်ချက်ကြည့်မယ်ဆိုရင် ဂျူလီယာရဲ့ NDA Laura ရှိတယ်၃ယောက်ကတော့ဒီမှာသူတို့၃ယောက်မှာတယောက်နဲ့တယောက်စီမှာပေါ့နော်ဒီလိုဒီလိုမျိုးတွေစီမှာတူညီတဲ့အရာတစ်ခုတော့ရှိလိမ့်မယ်အဲ့ဒါတွေကျွန်တော်တို့ရှာပြရမှာပေါ့နံပါတ်1ဆိုရင်သူတို့အသက်တွေကိုပြောတယ် I'm Julia ကတော့ I'm 22 Andy I'm 24 Laura I'm 24ဆိုတော့အဲ့တော့ Andy နဲ့ Laura နဲ့ကတော့တူနေတယ်ဆိုတဲ့အကြောင်းမို့လို့ Andy is ဖြစ်ပါတယ် the same age the same လို့တုံးတော့ပေါ့နော် the same age as Laura အန်ဒီကတော့လော်ရာကဲ့သို့အသက်တူတူပဲဖြစ်ပါတယ်။နံပါတ်2 street ဆိုတော့ဒီမှာနံပါတ်2 Julia ပြောတယ် I live in Hill Street. Hill Street မှာနေတယ်။ I live in Baker Street. Baker Street မှာနေပြီးတော့လော်ရာကတော့ I live in Hill Street ဆိုတော့ Julia နဲ့ Laura နဲ့ကလမ်းလမ်းနဲ့မှာနေရဲဆိုတော့ Julia lives in the same street in the same street as Laura ဂျူလီယာကလော်ရာနဲ့ဒလန်နဲ့မှအတူတူနေတယ်။ဆိုတော့အဲ့ဒါ3နဲ့4နဲ့ကိုလည်းထပ်ပြီးတော့ဖြည့်ကြည့်ပါအောင်။အဲ့ဒါဒီ unit ကနေပြီးတော့လေတခုခုအကျိုးရှိတာလေးလေ့လာနိုင်ပြီလို့မျှော်လင့်ပါတယ်။ဆိုတော့ have a nice day see you on next unit. stay strong stay safe. bye bye